တန်တရာဖြစ်เสียရရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရဲ့ကင်းတဲ့အကွာဝေးရောက်ရင်အမှတ်အသားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့စည်းတွေစီအသိပေးပါ အမှတ်အသားထားခဲ့ဖို့အန်ဒီရဲ့များနေတယ်ဆိုရင်လေနေရာကိုတိကျမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါ မြန်မာနိုင်ငံက online ငွေလိမ်စင်တာတွေမှာအသုံးပြုနေတယ်လို့ဆိုပြီး Stolen Joto Internet ဆက်သွယ်ရေးကိရိယာ2500ကျော်ကို Internet ဝန်ဆောင်မှုဖြတ်တောက်လိုက်တယ်လို့ Elon Musk ရဲ့ SpaceX Company က October 22ရက်နေ့မှာထုတ်ပြန်ပါတယ်။ထိုင်းပြည်မှာနေဆက်က online ငွေလိမ်စင်တာတွေမှာ Stolen Joto Internet ဆက်သွယ်ရေးကိရိယာတွေအသုံးပြုတာအဆမတန်တိုးပွားလာနေတယ်လို့ AFP သတင်းထုတ်လာပြီးတဲ့နောက် SpaceX Company ကအခုလိုပြောပြလိုက်တာပါ။ 2021ခုနှစ်ဆီယနာတိမ်မှုကနေအစပြုလိုက်တဲ့ပြည်တွင်းစစ်ကြောင့်မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးရတီရရဲ့ဖြစ်နေတဲ့နေဆက်ဒေသမှာ online ဝင်လင်စင်တာတွေကြီးထွားလာတယ်လို့ AFP သတင်းမှာဖော်ပြပါဗျ။ online ဝင်လင်စင်တာတွေရဲ့ခေါင်းမိုးတွေပေါ်မှာ Starlink ချို့တို့ internet ဝန်ဆောင်မှုကိရိယာတွေအများအများတက်ဆင်ထားတာတွေ့ရတယ်လို့လည်း AFP သတင်းတရက်ကမကြာသေးခင်ကဖော်ပြခဲ့ပါဗျ။ SpaceX ကမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူကကမ္ပဏီအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့တန်တရားဖြုတ်ဖွယ် online ဝေလင်စင်တာတွေက Starlink ဂျူ2 internet ဝန်ဆောင်မှုကရိယာ2500ကျော်ကိုဝန်ဆောင်မှုရပ်ဆိုင်လိုက်တယ်လို့ S လူမှုကွန်ရက်ဆောင်မျက်နှာမှာဖော်ပြခဲ့ပါတယ်။အဲ့ဒီကရိယာတွေကို internet ဝန်ဆောင်မှုဖြတ်တောက်လိုက်တဲ့အချိန်ကိုတော့သူမရဲ့ပြောဆိုချက်မှာထပ်တွင်းဖော်ပြထားတာမရှိပါဘူး။ ဒါအပြင် online ဝင်လေလုပ်ငန်းတွေမှာ Stalin အသုံးပြုမှုနဲ့ပတ်သက်ပြီး American Congress လွှတ်တော်မှာရှိတဲ့ Democrat နဲ့ Republican နှစ်ပါတီပူးပေါင်းကော်မတီတရက်ကလည်းစုံစမ်းစစ်ဆေးနေတယ်လို့သိရပါဗျ။ဒါအပြင် February လမှာ online ဝင်လေစင်တာအမှုတွေကိုနှိမ့်နှင်းမှုစတင်ခဲ့ပြီးတဲ့နောက်အဲ့ဒီစင်တာတွေမှာခိုင်းစေခံရတဲ့လုပ်သား9000လောက်ကိုသူတို့ရဲ့မိခင်နိုင်ငံတွေစီပြန်လည်ပို့ဆောင်ခဲ့ရပြီဖြစ်ပါတယ်။